ဲ့တော့ကျွန်တော်တို့ကအခြေအနေတရက်ကိုသုံးသပ်တဲ့နေရာမှာအများစုကိုပဲကျွန်တော်တို့ကြည့်အများစုမှားနေတာ အများစုကလွဲနေတာဆိုလို့ရှင်ဒီအခြေအနေက လွဲနေတာမှားနေတာပဲအဲ့တော့အများစုမကောင်းတာဖြစ်တဲ့အတွက်ကြောင့်ကောင်းတဲ့တချို့ဆရာဆရာမတွေတချို့ကြောင်းနေပါထိခိုက်တဲ့သဘောပါပဲအဲ့ဒါတွေကိုပြန်ပြီးတော့သုံးသပ်မယ်ဆိုလို့ရှင်နိုင်ငံရေးအခြေအနေကြောင့်လည်းပါတယ်အဲ့တော့ဆရာဆရာမတွေဆိုတာကလည်းမိသားစုရှိတဲ့သူတွေပဲ အဲ့တော့သူတို့ရဲ့လောက်ခလာစာမညီမျှတာတွေလောက်ခလာစာနဲတာတွေနဲ့ပတ်သက်ပြီးသူတို့မှလည်းအခက်အခဲရှိသလိုចောင်းသားမိဘတွေကလည်းဒီနောက်ပိုင်းမှာပိုပြီးတော့ခက်ခဲလာတယ်။အလုံးပဲမင်္ဂလာပါဗျာ။အစိုးရကចောင်းအပ်တဲ့မိဘတွေကြုံတွေ့နေရတဲ့အခက်အခဲလေးတွေကိုတင်ပြသွားတဲ့ဗီဒီယိုဖိုင်လေးအတူတူကြည့်ကြပါလေ။ဒီဗီဒီယိုဖိုင်ထဲမှာပြောပြထားတာကတော့ ကျောင်းပြောင်းကျောင်းရွှေ့ကျောင်းအပ်မိဘတွေကြုံနေရတာတဲ့နော်ပတ်စံကိုမပေးလို့မရဘူးတဲ့ကျောင်းအပ်လက်ခံတယ်ပတ်စံပေးမှကျောင်းအပ်လက်ခံတယ်သူတို့တောင်းတလောက်ပေးရတယ်တချို့အဆင်ပြေတဲ့မိဘတွေကပြဿနာမရှိပေမဲ့အဆင်မပြေတဲ့မိဘတွေဆိုရင်ဘလို့လုပ်ကြမလဲပတ်စံမပေးရင်ကျောင်းအပ်ကိုလက်မခံဘူးကျောင်းပြောင်းနေလက်မခံဘူးလက်ဖေးဘူးဆိုပြီးပတ်စံအရင်ပေးမှအတန်တွေကခြိုသွားတယ် လေးစားစရာတခွက်မှမရှိဘူးဆရာဆရာမတွေကတပြဆရာဆရာမတွေဆိုပြီးတော့တိုင်းပေါ်တင်လာပါတယ်ဘလို့ပဲဖြစ်နေပါစေပုတ်လို့ပေါ်ဟုတ်လို့ကြော်လာတယ်လို့ပဲကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့ဒီနှစ်ကြောင်းအလက်ခံတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးသတင်းတွေကအမျိုးမျိုးကြားနေရတာပါတချို့ကြောင်းတွေဆိုပေါ်တင်ကြီးကိုတောင်းတာကြောင်းပြောင်းလာတဲ့ကလေးဆိုလို့ရှိရင်လုံးဝလက်မခံဘူးကြောင်းပြောင်းလာတဲ့ကလေးဆိုတာသူတို့အတွက်စားပေါက်တစ်ခုလိုပဲပတ်စံမပေးရင်ကြောင်းပြောင်းလက်မခံဘူးအခုအဲ့လိုဖြစ်နေတာပါ တဖြည်းဖြည်းနဲ့တူတူတိတ်တိတ်ကနေတရားဝင်ပတ်စံတောင်းပြီးတော့ဆရာဆရာမတွေလှုပ်ရှားလာကြပြီဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းသတင်းတွေအပြင်မှာပြန့်နေပြီးအများကြီးလဲကြားရပါတယ်ဟုတ်ကဲ့ပါဆရာဆရာမတွေပတ်စံတောင်းချမ်းနိုင်တဲ့ပတ်သက်ပြီးတော့ဒဲ့ကိုဖျဲထားတဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်ဟာအခုခေတ်ဆရာမတွေလေးဖြစ်ပြနေတဲ့ဟာကျွန်မပြပြမှန်းသိလားကျွန်မမှန်တရားပဲပြောနေရှင့်ဟုတ်ပြတ်လိုက်ရကျွန်မတို့ခုခံနေရနော်အခုခေတ်မှာကျွန်မပြောချင်တာက စေတနာနာသုံးလာနဲ့ရှိတယ်စေတနာဆီယာမဆိုမရှိတော့ခုခင်မှာရှားပြီเนาะအတပြာဆီယာမတွေပဲရှိတော့နာသုံးနာတဲ့ဆီယာမဆိုတော့နယ်တွေဟိုးနယ်ဝေးတွေမှာတွားပြီးတောင်ဝင်တဲ့ဆီယာမတွေပဲเนาะခလေးတွေကိုနာသုံးနာနဲ့လုတာအဲ့ဆီယာမတွေပဲမြင်ဘူးတယ်တေးလက်တော်ရွာတွေကဆီယာမတွေပဲမြင်ဘူးတယ်ဒါတော့မှလုတဲ့တူကလုတယ်ဒီမျိုးပေါ်မှာဘဒူးမှနာသုံးနာဆီယာမမရှိတော့ဘူးเนาะဟိုအတပြာဆီယာမတွေပဲရှိတော့အတပြာမထိုးကိုခလေးတွေဘရောမှစစ်မပြေဘူး ကြောင်းအရာစာလုံးဝဆင်မပြေဘူးကြောင်းပြောင်းကြောင်းထွက်ရတာဆင်မပြေဘူးပေးတင်တာပေးရမှာပါမပေးရဘူးမဟုတ်ဘူးပေးမှာနော်ဒါပေမဲ့ခုကျမသမီးကြောင်းထုတ်တယ်ဟိုဘက်ကနေပြီးဒီဘက်ကိုကြောင်းထုတ်တယ်အရင်တော့ဒီဘက်ပဲနေလာခဲ့တာကြောင်းထုတ်တယ်အရင်နှစ်ကဒီကကြောင်းထုတ်သွားတာအချိန်ကြတော့ဟိုကျမပတ်စံထိုးထည့်ပေးလိုက်ရတယ်ဆရာမကြောင်းလေးထုတ်ခြင်းလို့ဆိုတော့သူတို့ကအဆွေနဲ့လောင်းနဲ့ညီမလေးရောတယ်ဒီကြောင်းထုတ်ထည့်လိုက်တယ်စောက်ထဲကိုထည့်တယ်ဆိုဘာလဲပေါ့ကြောင်းတော့ကြောင်းနဲ့စောက်ပြီးတော့ကိုကလည်းတရားမဲ့တောင်းထုတ်ရမယ်ထင်တာလေအဲ့ဒါနဲ့မြင်မြပေးတော့မြင်မြပြီးတာပေါ့ဆိုတော့ကို့မှာ2000ထည့်ပေးလိုက်ရတယ်ဘုမတိပါမသိနဲ့။အော်ထားလိုက်မြင်မြရရင်ပြီးတာပဲ။ အဓိကကိုသမီးကိုသားသမီးစင်မျိုးပဲလေမိပါတယ်ကြည့်တော့အဲ့ဒါမှမကြည့်တော့နောက်တစ်ခုကျတော့ဟိုခုဟိုကចောင်းထွက်ပြီးတော့ဟိုဘက်မှာသူ့ဖေးစီတွားထားလေးတနေ့ငယ်ဒီမှာပဲထားတာအဲ့ဒါအခုဒီဘက်ကိုကျွန်မပြန်ခေါ်တယ်အပြန်လက်ပြန်ခေါ်ပါလဲမနေ့ကသွားတယ်ဟင်သူတို့ကလေသူများចောင်းထွက်လက်မှတ်ဟိုဘက်မှာចောင်းထွက်လက်မှတ်ကမနေ့ကမရဟိုဟွာမရတယ်တရနေ့မှရတယ်တရနေ့မှရတဲ့ကိုဒီဘက်ကိုចောင်းအပ်တယ်သူများတက်တဲ့ချက်မှာចောင်းအပ်ရတာကွာအဲ့ဒါလေကျွန်မတို့ကသူ့အရင်ဆီယမောင်းလေးပြောထားပြီးသားအဲ့ဆီယမောင်းလက်ရှာရှာလို့မတွေ့ဘူးရှာလို့လည်းမတွေ့ရောကျွန်မ ကျောင်းဆရာမကြီးတွေ့တယ်ဆရာမကြီးတို့တမီကျောင်းအပ်ချင်လို့လို့ဟိုဘက်ကကျောင်းထုတ်လာတာလို့အရင်တော့ကဒီမှာပဲနေတာလို့တစ်နှစ်ပဲပြောင်းသွားတယ်ကျွန်မတို့ကျမ်းမကြီးအဖွာကျမ်းမကြီးမကောင်လို့ပြောင်းသွားတာလို့ခလေးရလို့ကြည့်ပြီးမဲ့သူမရှိလို့ပေါ့ပြောင်းသွားတာအခုဒီဘက်ကိုပြန်ထားချင်လို့လို့ပြောတာတခြားကျောင်းစင်းစားတယ်လက်မခံဘူးပြီကျောင်းသားတွေအရန်များနေပြီတခြားကျောင်းစင်းစားတယ်လက်မခံဘူးတဲ့ဟိုမဟုတ်ဆရာမကြီးဒီကျောင်းမှာပဲနေရပါနေလာပါလို့ပြောတော့ငါလက်ခံမလို့ငါပြောလို့လားတဲ့အဲ့ဆိုစောင်းတဲ့အဲ့လိုကြီးပြောပစ်လိုက်တာတော့လွတ်လိုက်တာကျမဒေါသထွက်သွားအဒေါသထွက်သွားမယ်လို့ မရရင်လည်းကိုယ်ပါချက်ချက်ကြောင့်တော့တွားလိုက်တော့မယ်အဲ့လိုမျိုးအဲ့ချိန်မှာဟိုဘေးကမိုက်ရရလဲရောက်လာဘာဖြစ်လို့လဲဆိုတော့ဒီလိုဒီပို့ပို့ပါပြည့်လို့ဒီလိုဒီပဲဆိုလာလာလာငါ့ဆီယမ်းမနဲ့ငါ့လုပ်ပေးမယ်ဆိုပြီးသူတို့ဆီယမ်းမကိုခေါ်သွားသူဆီယမ်းမဒီမှာ၄ထက်မှ G4 ၄ထက်တက်ဖို့ဆီယမ်းမဒီဘက်ကနေလာဟိုဘက်ကပြန်ပြောင်းလာတာပါဆိုတော့အဆိုရင်းနဲ့မင်းတို့အဆီယမ်းနဲ့တွားလိုက်တယ်အဆီယမ်းကိုလုပ်ပေးလိုက်မယ်ဆိုအဆီယမ်းကိုစီတွားတယ်အဆီယမ်းကိုခေါ်ပေးတယ်တို့အဆက်အသွယ်ရှိမှကြောင်းတော့အဲ့နိုင်အဲ့လိုမရအောင်တော့ဆက်သွယ်ရှိမှအဲ့လိုရတာနော်ဟိုလူဟောင်းတွေမပြောလူတစ်တွေကိုတိလာလူတစ်ဆိုတာလဲတနစ်ပြောင်းသွားဒီဘက်ပြန်ထားတာအဲ့ဒါနဲ့ကြောက်ဆရာစီဆရာလေးစီလည်းတွားအောင် ပါလဲဆိုတော့ဆရာလေးခေါ်ပါ။အမဆရာလေးကိုတော့ဖို့ထည့်ပေးလိုက်။ထည့်ပေးပြီးတော့ဘယ်လောက်ထည့်ပေးရမလဲဆိုတော့ဆရာမကြီးကနောက်ထပ်3000ထည့်ပေးရ။ပေးရလို့ပြောတာမဟုတ်ဘူး။အတပြဆရာမကြီးပဲဆိုတော့ပြောပြတာ။အကြီးကကျွန်တော်တို့ခေတော့အဲ့လိုမဟုတ်ဘူး။ဘဘဘဘဘဆိုတော့တူတူလှုပ်သွားတာ။တော့ဘယ်အကြောင်းသားမဆိုအမြဲတမ်းဟိုကဖြစ်ဖြစ်ရှိရဲ့။အခုမှသူတို့အတက်ပြပေးမှာအဲ့ဆယ်မှာသူတို့မျက်နှာပြောင်းသွားတာတော့မျက်နှာပြောင်းနေမျက်နှာလေတဲ့ကျမလေးဒေါသရမနေ့ကထွက်လုံလို့ ကျမဆက်ပြောအဆရာလေးကလည်းခေါ်လက်ခေါ်ပါအောင်ခလေးလက်ခေါ်ပါအောင်အမပတ်စံထိုးထည့်ပြီးလိုက်တယ်အဆရာမကလည်းဘလောက်ပေးလိုက်ရမလဲဘလောက်လို့ဘလို့ပေးရလဲမဆိုတော့တော့3000လောက်ပေးလိုက်ပါကျောင်းအတားတောင်းနဲ့ဆရာမကြီးမဟုတ်တော့ပါတောင်းတယ်အဲ့ချိန်ကျမှအဲ့ဆရာမကြီးအလေးတန်းနေပြောင်းသွားတာဟာဘလူးလဲတယ်အဲ့ပွဲတွေဆိုဘာလဲဟိုဘက်ကပြန်ပြောင်းလာတယ်ရှင်တော့ဒီမှာနေတယ်ဟိုဘက်ကလည်းခုမှပြန်ပြောင်းလာတာပါတဲ့အဲ့လိုပြောတော့မှပြီးရပြီးရတော့လုပ်ပေးလိုက်မယ်လေတဲ့ကျမခုနကသူ့ကိုတိုက်ရိုက်သွားပြောတော့ကလုံးဝလက်မခံဟင်းကျမစိတ်တိုးပြီးတော့ကျမအမအောင်လှုပ်လိုက်တယ် ကြာပတ်စံသူတို့ဘယ်လိုလုပ်မလဲသူတို့သိနေပြီသူတို့အနေထားပတ်စံတောင်းတော့မှသိနေပြီလေအနေထားတော့လွတ်လဲလွတ်လဲစောက်တာတမျိုးချက်ချင်းအခံလိုက်တယ်ကျမခုနရိုးသားသားတော့ပြောတော့ကျမလည်းရပါတယ်သူတို့အလှူငွေထက်ဆိုတဲ့ထည့်ပေးမှာပါမထည့်ပေးဘူးမဟုတ်ဘူးဒါပေမဲ့လုံးဝညင်လာလက်မကောက်တခြားချောင်းသွားဘာသွားညားတယ်ကျမမောင်းထုတ်တယ်ဟင်သူအဆက်ဆက်နဲ့ဆီယမ်မသူတို့ဘေးကအမကြီးဆီယမ်မနဲ့ဆက်ဆက်ရှိတော့ပြောလဲပြောလိုက်ရော ဘက်ခနဲ့ဆိုရင်ဆရာလေးနဲ့သွားလဲသူတို့လည်းသွားလဲသွားတယ်ကျမမွင်ကျမဒေါသရထွက်နေလို့ကျမအပြင်မှာထွက်ဆောင်ကျမမွင်အခန်းရှိမှာပဲအဲ့ဒါဘက်ဘက်ဆိုရင်ချက်ချင်းလေးတယ်ဟာလားတဲ့ဘာဖြစ်တယ်ညပြတယ်နငယ်နေကြိုက်ထောက်ကစားလာပြီးတော့ရခိုင်ထောက်ကစားလာပြီးတော့ဘာဖြစ်လဲစောက်ဆန်လန်ထိုးပေးလဲစောက်တန်တမျိုးဖြစ်သွားတာစောက်တန်တမျိုးဖြစ်သွားတာဓမ္မလဲစေတနာဆရာမတယ်ဟမ်အထက်ပြဆရာကြီးပဲပေးပြီးမှပြောတယ်မပြောနဲ့မပေးမပေးလို့မရလို့ပေးရတာ အရင်ငါတို့ခက်တော့ဆိုဒီတိုင်းပဲအဲ့ဒီတိုင်းပဲလို့ရိုးရိုးသားသားပဲဆရာမဒီလိုလို့အဲ့လိုလက်မစားအောင်ဆိုငါတို့ဒီတိုင်းပဲအတ်မှာပဲလေသက်ဆံပေးမှလက်ခံတာလေအရာရာငွေနဲ့ပဲဖြည့်ရှင်းလို့ရတယ်မှန်တယ်ဒါပေမဲ့သူတို့တွေကအတက်ပြဆရာမတွေဖြစ်နေတာခုခေတ်ကမှနော်စစ်သားနာသုံးတာနဲ့ဆရာမဆရာခုခေတ်မှတိတ်မရှိတော့ဘူးလေတိတ်မရှိတော့ဘူးကျွန်မပေးရလို့လည်းပြောရမှာမဟုတ်ဘူးပေးပေးတယ်ပေးလဲကျွန်မတော့ပေးရကျွန်မပဲဟိုကလို့လို့ကျွန်မဟိုကျွန်မတော့အိမ်တော်ကွဲတော့ဆိုခလို့လို့ပြောလည်းပြုစုမဲ့သူမရှိတော့ကွာ ဘေးကလူတွေပို့ရတယ်ကျမဒုက္ခရောက်တော့ဘေးကလူတွေကတို့လိုက်ပို့ရတယ်ကျမအလုပ်သွားတယ်အိမ်မှာဖွားရပဲကျန်နေတယ်ကျမမရရင်လည်းမရှိသေးဘူးကျမမအဲ့ဒါနဲ့ဆီယမရေးကျမသမီးလေးတွေဘာလို့အဲ့လဲလိုအပ်တာကြည့်ကျမပြောပါကိုကလေဆီယမသားတယောက်လေရှာပွေစားတော့နေရတဲ့အတွက်ကိုဖေးစားမေးစားနေအောင်လို့နှစ်ကိုစားတယောက်တည်းရှာပွေစားတော့နေကိုကျမသားသမီးတွေကျမလင်းနေတာရှိတယ်ဟုတ်ကဲ့ကျမလည်းလုံးလုံးမဒါစားရမှာလေမိသားစုစင်ပြေမှာလေအဲ့ဒါကြောင့်မို့တော့တော့ဟိုဟာလိုလို့ဒီဟာလို့ဘုံလိုလို့ကဲကဲကဲဝယ်ပေးလိုက်ပြီဟိုဟိုဟာလိုလို့ဟိုဟာလိုလို့ဝယ်ပေးလိုက်ပြီဆီယမဆေးဆေးဒါလေးတောက်ချင်လို့ဆီယမရေးကျမဆေးလုပ်ပေးပါ တော်တော်ပြုဆိုရရဆက်မတဆီမတတခါတတဆီလောက်ဝေးလိုက်တယ်ကိုတရားကိုတာသမီးစင်ပြီးပြီးကွာကိုမလိုက်မကြည့်နိုင်အောင်လေကိုရှာစားနေရတယ်လေပေးရလို့ပြောနေရမဟုတ်ဖုတ်ကင်မှာနာသုံးနာလဲနာလဲဆရာမဆိုရှာသွားပြီဆိုတော့ပြောပြနေရွာလေးမှာပဲရှိတော့မယ်နာသုံးနာလဲဆရာမနော်အခုခက်ကလေကောင်းလို့တူတူပဲတပတ်သူပေါင်းပြီးတပတ်သူလုံပြီးတပတ်သူလုံစားနေကြတယ်အချင်းစစ်တော့လောက်ចောင်းပြောင်းအခန်းပြောင်းကျင်တာအခန်းပြောင်းကျင်တကောင်းအောင်ပေးရတယ်ဒီဟာမှမနေကျင်လို့ဒီဆရာမနေကျင်လို့တကောင်းဒါသူတို့ပြောင်းကျင်သူပေးရပေးရမှာပဲ ကျွန်မပေးရလို့ပြောနေမှာမဟုတ်ဘူးကျွန်မတခါပြောလို့ကကျွန်မလာဘလိမ့်နေပေးရလို့ပြောနေမှာမဟုတ်ဘူးအခုခေတ်မှာစေတနာဆရာမတွေမရှိတော့တပြဆရာမတွေပဲရှိတယ်ဒါပေမဲ့ကိုပတ်ဆက်တတ်နိုင်လို့ကိုပါချက်ချင်းအောင်သွားတာအကောင်းဆုံးဟုတ်ကဲ့ပါအော်ဒီကျောင်းသားမိဘတယောက်ကတော့ပေါက်ကွဲပြီးတော့ပြောထားတာပေါ့အဲ့တော့ဆရာဆရာမတွေအကုန်လုံးပဲလားကျောင်းတွေကဒီလိုမျိုးကျောင်းပြောင်းကျောင်းထွက်တွေကျောင်းအပ်လက်ခံတာတွေပတ်ဆက်တောင်းနေတာလားအကုန်လုံးတော့မဟုတ်နိုင်ဘူးပေါ့လေနော်အကုန်လုံးတော့မဆိုလိုဘူးပေါ့ဒါပေမဲ့ တော်တော်များများပေါ့အဲ့တော့ကျွန်တော်တို့ကအခြေအနေတရက်ကို သုံးသတ်တဲ့နေရာမှာအများစုကိုပဲကျွန်တော်တို့ကြည့်တယ်အများစုမှားနေတာ အများစုက လွဲနေတာဆိုလို့ရှင်ဒီအခြေအနေက လွဲနေတာမှားနေတာပဲအဲ့တော့အများစုမကောင်းတာဖြစ်တဲ့အတွက်ကြောင့်ကောင်းတဲ့တချို့ဆရာဆရာမတွေတချို့ကြောင်းတွေပါထိခိုက်တဲ့သဘောပါပဲအော်ဒါတွေကိုပြန်ပြီးတော့သုံးသပ်မယ်ဆိုလို့ရှင်နိုင်ငံရေးအခြေအနေကြောင့်လည်းပါတယ်အဲ့တော့ဆရာဆရာမတွေဆိုတာကလည်းမိသားစုရှိတဲ့သူတွေပဲ ဲ့တော့သူရဲ့လौခလာစာမညီမျှတာတွေလौခလာစာနဲတာတွေနဲ့ပတ်သက်ပြီးသူတို့မှလည်းအခက်အခဲရှိသလိုចောင်းသားမိဘတွေကလည်းဒီနောက်ပိုင်းမှာပိုပြီးတော့ခက်ခဲလာတယ်။ရှားဖွေရကြက်လာတဲ့အခါမှာငွေကြီးနဲ့ပတ်သက်ပြီးတော့မိသားစုတွေတိုင်းမှာအခက်ခဲရှိနေကြတာပါပဲ။အဲ့ဒါကြောင့်လည်းဒီနောက်ပိုင်းမှာဒီလိုပြဿနာတွေတက်နေတာပါ။ရှေးလျှောက်လည်းဒီလိုပြဿနာတွေကကြုံရပါအောင်မယ်။အဲ့တော့မြမြတတလေးတွားရင်ပိုကောင်းဆုံးပါပဲအဲ့တော့ဆရာဆရာမတိုင်း ကြောင်းတွေတိုင်းတော့မဟုတ်ဘူးဒါပေမဲ့တော်တော်များများဒီလိုမျိုးဖြစ်နေတာပါဟုတ်ကဲ့ပါကျွန်တော် viewer တွေအနေနဲ့လည်းမိမိတို့ရဲ့ခလေးကြောင်းအပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခက်ခဲတွေကြုံရလားဘလို့အခက်ခဲတွေရှိလဲဘလို့ကြောင်းတွေမှာဘလို့ဆီယမတွေကလက်ပေးလက်ယူမှုတွေရှိနေလဲဘလို့ကြောင်းတွေကတော့ကျောင်းသားမိဘတွေအပေါ်မှာကျောင်းသားတွေအပေါ်မှာအနိုင်ကျင့်ငွေတောင်းခံနေလဲဆိုတာတွေကိုလည်းပြောပြပေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစောပါ ကျွန်တော် channel လေးကိုလည်း like subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ။